CNA တရဲနာကိုနာတော်တာဆင်နေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းဆက်သက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကရက်1386ခုနဲ့တပေါင်းလားစုပ်တရက်နဲ့နောက်25ခုနဲ့မတ်လ14ရက်နေ့ CNA ရဲ့တနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုကျွန်တော်စောဖို့ခါနဲ့အတူကျမတာယာတို့ကစီစဉ်မှုဖြစ်တင်ဆက်ကစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ ီကနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့ရခိုင်မှာစစ်ကြံလက်နက်နဲ့မိုင်းတွေကိုရှင်းလင်းနေပေမဲ့မိုင်းကြောင်ထိခိုက်ဒဏ်ရာရသူတွေဇက်တိုက်ရှိနေစေဆိုတဲ့သတင်းရခိုင်မှာမြို့တွင်းဝင်ရောက်နေထိုင်သူတွေဘုံခိုခြင်းကိုစနစ်တကျတိုးကြဖို့အာရခပြည်သူအစိုးရတိုက်တွန်းပြုစုထားတဲ့သတင်းတွေအပြင်မြန်မာပြည်တွင်းကရှမ်းမြောက်ဒေသကအငင်းပွားမှုတွေကိုတွဲဆောင်ညှိနှိုင်းဖို့ NUG တိုက်တွန်းပြောဆိုလိုက်တဲ့သတင်းအပြင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုနားဆင်ရမှာဖြစ်ပါတယ် ပထမဆုံးနားဆင်ရမယ့်သတင်းကတော့ရခိုင်မှာမျိုးရင်းဝင်ရောက်နေသူတွေဘုံကိုချင်းကိုစနစ်တကျတူးချဖို့အာရခပြည်သူအစိုးရတိုက်တွန်းပြောဆိုထားတဲ့သတင်းကိုနားဆင်ရမှာပါဒီသတင်းကိုတော့မတ်တရာကဖတ်ပြတင်ဆက်ပေးထားပါဗျ။ရခိုင်ကအာရခတပ်တော်ကအပိတက်တိုင်ပိုက်ထားပြီးဖြစ်တဲ့မြို့နယ်တွေမှာဒေသအတွင်းပြည်လည်ဝင်ရောက်နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းရံကိုကာကွယ်နိုင်ဖို့အတွက် ဘုံခုချင်းတွေကိုတူးထားကြဖို့အာရခပြည်သူတော်လှန်ရေးအစိုးရကတိုက်တွန်းမှုလှောက်ဆောင်နေတာတွေဇက်တိုက်ရှိနေတယ်လို့ဒေတာခန့်ပြည်သူတွေကဆိုကြပါဗျာ။အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့မြို့တွင်းကိုပြန်လည်ဝေရောက်နေထိုင်သူတွေအနေနဲ့မိမိတို့နေအိမ်ကိုပြန်လည်ရောက်ရှိလာတာနဲ့ဘုံခုချင်းတွေကိုအိမ်တိုင်းဆနစ်တကျတူးထားဖို့စစ်ကြံလက်နက်နဲ့မိုင်းတွေရှိနိုင်တဲ့တာကြောင့်လမ်းဘေးဝေးရကိုမတွားကြဖို့စစ်ကြံလက်နက်နဲ့မိုင်းတွေကိုတွေ့ရှိပါကစူးစမ်းကင်တွေတာမျိုးမလုပ်ပဲနှိစက်တဲ့နေရာကတပ်ဆန်ရာတွေကိုအကြောင်းကြဖို့ အန္တရာယ်ရှိတယ်လို့တားမြစ်ထားတဲ့နေရာတွေကိုမတွားကြဖို့လူစုလူဝေးမလုပ်ဖို့လေကြောင်းအန္တရာယ်ကိုတတိထားစောင့်ကြည့်နေထိုင်ဖို့နဲ့ကလေးတွေကိုဘေးအန္တရာယ်ကင်းအောင်အထူးကူးယူဆိုင်စောင့်ရှောက်ဖို့ဆိုတဲ့အချက်တွေကိုထုတ်ပြန်ပြောဆိုထားတာလည်းဖြစ်ပါတယ်။လက်ရှိအရောက်ခတက်တော်တင်ပိုက်ထားတဲ့မြို့တွေကစစ်ပွဲနဲ့ဘေးလွရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတဲ့ပြည်သူတွေကိုအရောက်ခတက်တော်နဲ့အရောက်ခပြည်သူတော်လည်းရဲ့အစိုးရကဒေသအတွင်းပြည်လည်ဝင်ရောက်နေထိုင်နိုင်ပြီဖြစ်တဲ့နေသားတစ်ခုမှရှိလာနေပြီဖြစ်တဲ့အတွက် ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုထားတဲ့အခြေအနေမှာရှိတဲ့အတွက်ပြန်လည်ဝင်ရောက်နေထိုင်တဲ့ပြည်သူတွေအနေနဲ့လည်းအရခပြည်သူတော်လှန်ရေးအစိုးရကချမှတ်ထားတဲ့အစီအကံတွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့လည်းတောင်ကောက်မြို့ခံလူငယ်တဦးကပြောပါတယ်စစ်ကောင်စီတပ်တွေဟာရခိုင်ကတူတုတ်လက်လွတ်ဆုံးရှုံးထားပြီးဖြစ်တဲ့မြို့တွေကိုလေကြောင်းတိုက်ခိုက်တာတွေလှောက်ဆောင်တာတွေရှိနေတာကြောင့်အရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့ပြည်သူ့လုံခြုံရေးပိုင်းဆိုင်ရာတွေကိုအလေးထားတဲ့အနေနဲ့အခုလိုတိုက်တွန်းချက်တွေကိုဇက်တိုက်လှောက်ဆောင်ပေးနေတာဖြစ်ပြီး ဒီတိုက်တွန်းချက်တွေကိုပြည်သူတွေအနေနဲ့လိုက်နာကြည့်သုံးဖို့လွတ်တယ်လို့ဆိုကြပါတယ်။အဲ့ဒီလိုပဲဂွားနဲ့တန်တွဲမြို့တွေမှာလည်းအရခပြည်သူတော်လှန်ရေးအစိုးရဟာစစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့အတွက်တိုက်တွန်းပြောဆိုတာတွေကိုလည်းစတင်လောက်ဆောင်ပေးတာတွေရှိနေပြီဖြစ်တယ်လို့တန်တွဲမြို့ခံတဦးကပြောပါတယ်။အရခတပ်တော်ဟာရခိုင်တကြောပြန်တိုက်ပွဲအတွေ့မှာပလောဝဒေသအပါအဝင်ရခိုင်ပြည်ထဲကမြို့နယ်၁၄ခုကိုအပိတတိုင်ပတ်ရရှိထားပြီးလက်ရှိအဲ့ဒီတိုင်ပတ်ရရှိထားတဲ့မြို့တွေမှာအရက်သားပြည်သူတွေပြန်လည်ဝေရောက်နေထိုင်နိုင်အောင် မိုင်းရှင်းလင်းရေးတွေလောက်ဆောင်ပေးတာတွေအဖြစ်အာရခပြည်သူတော်လှန်ရေးအစိုးရအနေနဲ့လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလောက်ဆောင်တာတွေဆက်တိုက်ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်ဆလတ်ကြားမှာကတော့ရခိုင်မှာစစ်ကြံလက်ငနဲ့မိုင်းတွေကိုရှင်းလင်းနေပေမဲ့မိုင်းကြောင်ထိခိုက်ဒဏ်ရာရသူတွေစတိုက်ရှိနေဆဲဖြစ်တဲ့ဆိုတဲ့သတင်းကိုကြားမှာပါ ရခိုင်မှာအာရခတတော်ကအပြစ်သက်တိမ်ပတ်ရရှိထားပြီးဖြစ်တဲ့မျိုးတွေမှာမိုင်းရှင်းလင်းရေးတွေကိုအင်တိုက်အာတိုက်နဲ့အာရခတတော်ကရှင်းလင်းလှုပ်ဆောင်မှုတွေကိုလှုပ်ဆောင်ပေးနေပေမဲ့ ဒီအပိုင်းအတွင်းမှာမိုင်းထိမှန်တံရရသူတွေစတိုက်ရှိလာနေရကိုတွေ့နေရတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အရခတ်တော်ဟာရခိုင်မှာရှိတဲ့မြို့နယ်16ခုထဲကမြို့နယ်14ခုကိုအပိသက်သိမ့်ပတ်ရရှိထားပြီးအဲ့ဒီမြို့တွေမှာမိုင်းရှင်းလင်းရေးတွေကိုလှုပ်ဆောင်ပေးတာတွေရှိနေတယ်လို့သိရပါတယ်။အဲ့လိုအရခတ်တော်ကမိုင်းရှင်းလင်းရေးတွေကိုလှုပ်ဆောင်ပေးနေတာတွေရှိနေပေမဲ့ရခိုင်ကအရခတ်တော်ထိန်းချုပ်ထားတဲ့မြို့တွေမှာဒေသခံပြည်သူတွေဟာမိုင်းအန္တရာယ်နဲ့နေအဆင်ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ17ရက်နေ့မှာတောင်ကုန်းမြို့ကံပိုင်ရက်ကွက်ကဥမောင်ထေဝင်းနဲ့ဦးစိုးနိုင်တို့နှစ်ဦးဟာစစ်ကောင်စီတပ်တွေနေထိုင်ခဲ့တဲ့ MN9 စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စခခငါအနီးဟင်သွားရှာရကနေမိုင်းနေမိကအသက်34နှစ်အရွယ်ဦးမောင်ထေဝင်းမှာခြောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။အဲ့လိုပဲမတ်လ17ရက်နေ့မှာလည်း အမ်းမြို့နယ်ပုတ်ကျုံရွာအတွင်းကနေလုံရွာဟောင်းကိုထင်းခွေသွားတဲ့အသက်55နှစ်အရွယ်ဦးညင်ကြီးဆိုတဲ့သူဟာလေစစ်ပွဲအတွင်းမှာစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနင်းမိကကျောင်းတစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။မတ်လ13ရက်နေ့မှာလေမောင်တော်မြို့နယ်ရွာစားအနောက်မွတ်စလင်ရွာကငါးရှာဖို့ထွက်လာကြတဲ့မွတ်စလင်လူမျိုး6ဦးဟာရွာရဲ့အနောက်ဘက်ခြံစည်းရိုးအယောက်မှာတိုက်ပွဲအတွင်းကစစ်ကောင်စီတပ်တွေထောင်ထားခဲ့တဲ့မိုင်းကိုနင်းမိပြီးအသက်16နှစ်အရွယ် မမောက်ရစိတ်ဆိုသူမှာခြေတော်တစ်ဖက်ပြတ်ထွက်သွားခဲ့ရပါတယ်။အာရောခတတော်ကရခိုင်ကသူတို့တိမ့်ပတ်ရရှိထားပြီးဖြစ်တဲ့မျိုးတွေမှာဒေသခံတွေပြန်လည်ဝင်ရောက်နေထိုင်နိုင်ပြီလို့ခွင့်ပြုပေးလိုက်တဲ့နောက်ဒေသခံပြည်သူတွေမိုင်းပေါက်ကွဲမှုအန္တရာယ်နဲ့ဇက်တိုက်ရင်ဆိုင်ကြုံတွေ့ခဲ့ကြရတာလည်းဖြစ်ပါတယ်။အဲဒါကြောင့်နေရက်အတွင်းမှာပြန်လည်ဝင်ရောက်နေထိုင်သူတွေအနေနဲ့လည်းစစ်ကောင်စီတပ်ရင်းတွေစစ်ကောင်စီတပ်တွေနေထိုင်ခဲ့တဲ့နေရာတွေကိုအသွာအလာဆင်ခြင်ဖို့လိုအပ်တယ်လို့ အရခတ်တော်ရဲ့မိုင်းရှင်းလင်းရေးအဖွဲ့တွေကလည်းဒေသတွင်းကအရတားပြည်သူတွေရှာဖွေစားတောက်ရေးအဆင်ပြေနိုင်ဖို့အတွက်မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုအခုထပ်ပုံမအားစိုက်ပြီးတော့ရှင်းလင်းပေးတာတွေကိုလှုံ့ဆော်ဖို့လိုအပ်တယ်လို့ဒေသခံလူမှုအဖွဲ့အစည်းတွေကတိုက်တွန်းပြောဆိုပါတယ်မြန်မာနိုင်ငံအတွင်းမှာပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလကနေစတင်မာလအထိကောက်ယူရရှိထားတဲ့စီးရင်တွေအရမြန်မာနိုင်ငံအတွင်းမှာမြေမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တပ်ရဲ့စစ်ကြံလက်နက်ပစ္စည်းတွေပောက်ကွဲမှုကြောင့်အရသာသေဆုံးဒဏ်ရာရသူ189ဦးရှိကြတယ်လို့ကုလသမဂ္ဂကလေးများရမုံငွေအ ဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာဒီတစ်ခေါက်ကြားရမှာကတော့ညမာပြူရင်းသတင်းအခြေအနေတွေကိုကြားရမှာဖြစ်ပါတယ်ပရမအောင်ညမာပြည်တွင်းသတင်းအနေနဲ့ကြားရမယ့်သတင်းကတော့ရှမ်းမြောက်ဒေသကအငင်းပွားမှုတွေကိုတွဲဆုံညီနိုင်ဖို့ NUG တိုက်တွန်းပြုစုလိုက်တဲ့ဆိုတဲ့သတင်းကိုကြားရမှာဖြစ်ပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ KIA နဲ့ TNL တို့အကြားဖြစ်ပွားနေတဲ့အငင်းပွားမှုတွေကိုနှစ်ဖက်မျက်နှာချင်းဆိုင်တွေ့ဆုံညီနိုင်ဖို့အမျိုးညွှန်ရေးအစိုးရအန်ယူဂျီကထုတ်ပြန်တိုက်တွန်းလာပါတယ်။ရှမ်းမြောက်ဒေသမှာဖြစ်ပေါ်နေတဲ့မြေပြင်အငင်းပွားမှုအချို့ဟာ ဒေသခံပြည်သူတွေသာမကຫນွေဦးတော်လိုင်းရင်းမှာပါဝင်နေကြတဲ့ပြည်သူလူထုတရက်လုံးအတွက်ပါစိုးရင်ပူပန်မှုတွေဖြစ်ပေါ်နေတာကိုတွေ့ရတယ်လို့ဆိုပါတယ်ဒီအငင်းပွားမှုအပေါ် KIA နဲ့ DNA လေးနှစ်ဖက်အဖွဲ့အစည်းခေါင်းဆောင်တွေကလည်းမိဖက်ပြိပခအဖြစ်သာရှုမြင်ကြောင်းနဲ့နိုင်ငံရေးနှိပြန့်တာဖြစ်ရှင်းမယ်ဆိုတဲ့တနိဋ္ဌန်ချမှတ်ထားတာကိုကြားသိရတဲ့အတွက်အထူးကြိုဆိုကြောင်းကိုလည်းအန်ယူဂျီကအသိပေးထားပါဗျ။ KIA နဲ့ DNA လေးတို့အကြားနိုင်ငံရေးကိစ္စတွေကိုနိုင်ငံရေးနှိလန့်နဲ့ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်ရမှာ အန်ယူဂျီအနေနဲ့လည်းလိုအပ်သလိုကူညီဆောင်ရွက်ဖို့အသင့်ရှိတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဖက်ဖက်မှာအင်အားချိနဲ့အရေးနှိမ့်လျက်ရှိတဲ့စစ်ကောင်စီအဖို့တော်လိုင်းအင်အားစုတွေအကြားတက်ရှို့တွေးခွဲရေးဟာ၎င်းတို့ရဲ့အဓိကပြူဟာဖြစ်လာတယ်ဆိုတဲ့အချက်ကိုလည်းအားလုံးကသတိပြုပြီးဖြစ်တယ်လို့အန်ယူဂျီကဆိုပါဗျ။ဒါကြောင့်လက်တလောပေါ်ပေါက်နေတဲ့အောက်ခြေပုတ်တိုင်မှုတွေကိုလူမျိုးရေးအမုန်းတရားစီအပြန့်ကျင်မသွားစေဖို့အတွက် နဖအဖွဲ့စည်းခေါင်းဆောင်တွေအနေနဲ့ထိန်းចောင်းဆောင်ရွက်နိုင်မယ်ဆိုတာကိုယုံကြည်တယ်လို့လည်းအသိပေးထားပါတယ်။1986ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့ထုံးကကချင်ပြည်လွတ်လပ်ရေးအဖွဲ့နဲ့ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့တို့ညီညွတ်ရေးမဟာမိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြတယ်ဆိုတဲ့အကြောင်းကိုလည်းအန်ယူဂျီရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါသေးတယ်။အဲဒီစာချုပ်မှာကချင်နဲ့ပလောင်အမျိုးသားတွေဟာနေမြေချင်းကလျက်အေးအတူပို့မြအတူတကွနေထိုင်လောက်ကန်စားတောက်လာခဲ့ကြတဲ့အမျိုးသားတွေဖြစ်ကြောင်းနဲ့ နိုင်ငံရေးခံယူချက်ချင်းတူညီကြကြောင်းအတိအလင်းဖော်ပြထားတယ်လို့ဆိုပါတယ်။ဒါအပြင်စာချုပ်ပါအရေးကြီးဆုံးမှတ်သားအပ်တဲ့အချက်မှာအဖွဲ့အစည်းနှစ်ဖွဲ့ကြားပေါ်ပေါက်လာတတ်သည့်မြေတီပဋိပက္ခမျိုးကိုမဆိုမိဖက်ပဋိပက္ခဖြည့်ရှင်းဤဖြစ်တာဖြည့်ရှင်းသွားပြီဆိုတဲ့အချက်ဖြစ်တယ်လို့အန်ယူဂျီကအတည်ပြုထားပါတယ်ခင်ဗျာ။ဒီနေ့တနေ့ကြသတင်းထုတ်လွှင့်မှုအတွက်နောက်ဆုံးသတင်းနှပုတ်အနေနဲ့ကြားရမှာကတော့ ဒေါက်တာနော်စင်တီယာမောင်အနေနဲ့ထိုင်းနိုင်ငံနော်ရင်ဆူရင်ယူနီဗာစီတီကပေးအပ်တဲ့ကုံထူးဆောင်ဘာဒဂူဘွဲရရှိတဲ့အပေါ်ကုံယူကြောင်း KNU ပြောဆိုလိုက်တဲ့တရင်ကိုကြားရမှာပါ။ထိုင်းမြန်မာနယ်စပ်တခြားရွှေပြောင်းအလုံးသမားတွေနဲ့တိုင်းရင်းသားလူထုတွေအတွက်ကျမရင်းနဲ့ပတ်သက်ပြီးမိခိုအားထားရာဖြစ်တဲ့မေတော်စေကန်းတီထောင်သူဆရာမကြီးဒေါက်တာနော်စင်တီယာမောင်ကိုထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့နရင်းဆူရန်ယူနီဗာစီတီကကုံထူးဆောင်ဘာဒဂူဘွဲကိုရရှိခဲ့တဲ့အပေါ်မှာ KNU ကရင်မျိုးသားစည်းရုံးအနေနဲ့ အထူးဝန်သာကုံယူတယ်လို့ပြောဆိုလိုက်ပါတယ်။အဲ့ဒီကုံထူးဆောင်ပါတကူဘွဲကိုမလ17ရက်နေ့မှာ Honorary Doctor in ASEAN Study ကချင်းမြစ်ပေးအပ်ခဲ့တာဖြစ်ပြီးတော့ဒီစုကိုပေးအပ်ချင်းမြစ်ဖို့အတွက်ထိုင်းပြည်နိုင်ငံထိုင်းပြည်တော်ဝင်မိသားစု Raya Thai ကပစ္စတ်မဟာချရီဆရီဒန်ကိုတိုင်လာရောက်ချင်းမြစ်ပေးခဲ့တာလည်းဖြစ်ပါတယ်။ Nari Sarin University ကနှစ်စဉ် Honorary Doctor အတွက်တက်ဆိုင်ရာတက္ကသိုလ်တာဝန်ရှိသူတွေကအဆိုပြုတင်ပြတာတွေကိုလှုပ်ဆောင်ပေးရတာဖြစ်ပြီးတော့ တက္ကသိုလ်ကောင်စီကလည်းရွေးချယ်ပေးအပ်ရတာလည်းဖြစ်ပါတယ်။ဒီနှစ်မှာတော့ဆီယမ်မာကြီးဒေါက်တာနော်စီလီယာမောင်ကို Faculty of Social Science, Nursery University အဆိုပြုတင်ပြပေးခဲ့တာဖြစ်ပြီးအာဆီယံဒေတာတွင်လူသားအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အပြင်လူမှုအတိုင်းအဝန်အတွက်ကောင်းမွန်တဲ့အကျိုးတက်ရောက်မှုများစွာဖြစ်ပေါ်စေတဲ့အတွက်အခုလိုမျိုးပွဲကိုပေးအပ်ခဲ့တာဖြစ်တယ်လို့လည်းတက္ကသိုလ်ဘက်ကထုတ်ပြန်ထားပါတယ်။ဒါပြင်ဆီယမ်မာကြီးဒေါက်တာနော်စီလီယာမောင်ဟာအာရှတူရဲကောင်းစုအပါအဝင်ကျမရဲ့ပညာရေးနဲ့ လူသားအကျိုးပြုလူမှုထိုးချွန်စုများစွာရရှိထားသူတို့ဦးလည်းဖြစ်ပါတယ်။ ကျွန်တော်တို့ CNA သတင်းစာရေးဒီနေ့တာဖွေယူသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြည့်စုံပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးတဲ့ဒီနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်ရှုနိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်စာမျက်နှာကြည့်ရှုနိုင်မှာကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။